ဣတတအုထုအခန်းကြီး6အခန်းငယ်1ထိုနေ့ညမှာရှင်ပရိသည်ဆက်တော့ခွေ၍မပြောနိုင်တော့ကြောင့်နန်းတော်မတ်ဆာကိုယူခဲဟုမိတော်မူ၍ရှစ်တော်၌ဖာရကြ၏ရှင်ပရိအာရွှေရုပ်ကိုလှုပ်ချမည်ဟုရှံချံတော့နန်းတော်မိမဆုတကဆောင်နှစ်ယောက်မြေကနာနှင့်တေရက်အချံကိုမော်တကေဖို့ပြเจ้าကိုတွေ့လင်ရှင်ပရိကထိုအချံကိုဖို့ပြတော့ကြောင့်မော်တကေအာအဘေစုအဘေယာကို ပေးပြီနီးဟုမင်းတို့မူတော့အထံတို့၌ခစားတော့ကျွန်တော်တို့ကအဘေစုကိုမြပေးတော်မူပါသည်ဟုပြန်လျှောက်ကြ၏ရှင်ဘုရင်ကလည်းတတိုင်းတွင်း၌အဘေတို့ရှိတည်းဟုမင်းတို့မူလင်ဟာမဒီမိမိလှုပ်နှိမ့်တော်လေဆွေးချတာ၌မောရကေကိုလေဆွေးချရမည်အကြောင်းနန်းတော်ပြင်တော်နန်းတော်ပြင်တတိုင်းတွင်းတို့ ဝေမိတိဖြစ်ရှင်ဘရင်အင်ကျူရောကဟာမာဒီတတိုင်းတော်အတွင်၌ရှိပါ၏ဟုရှောက်ကြတော်အထင်းတို့ဝင်စေဟုမိန့်တော်မူ၏ဟာမာဒီဝင်လင်ရှင်ဘရင်ကရှင်ဘရင်ချိမြောက်လူတော်သူ၌အဘိတို့ပြုတင့်တည်းဟုမေးတော်မူလင်ဟာမကငါမတပါရှင်ဘရင်တာ၍ချိမြောက်လူတော်သူတဆုံတယောက်ရှင်းနိုင်တော်ဟုစိတ်ထဲမှာအောက်မေ့လျက်ရှင်ဘရင်ချိမြောက်ခြင်းက အလိုလိုရှိတော်သူအဖို့ရှင်ဘုရင်ဝတ်ဆင်တော်မူသောမြင်းမြောက်တစားရှင်ဘုရင်စည်းတည်တော်မူသောမြင်းတော်ဆောင်းတော်မူသောရာဇတရဖို့ကိုယူခဲ့၍ထိုတစားနှင့်မြင်းတော်ကိုဘုံကြီးတော်မူးတော်မတ်တော်တပား၌အပြီးမှရှင်ဘုရင်ရှင်းမြောက်ခြင်းကအလိုတော်ရှိတော်သူကိုထိုအဝတ်တစားတော်နှင့်ဝတ်ဆင်စေ၍မြင်းတော်ကိုစည်းတည်ပြီးလည်း မြို့တော်လာမ၌စောင်းသွားလျက်ရှင်ဘုရင်ချင်းမြောက်ချင်းကအလိုတော်ရှိတော်သူ၌ဤတို့ပြုရသည်ဟု သူရှိမှကြည်ကြပါစေဟု ရှင်ဘုရင်အားပြန်လျှောက်လေ၏။သောအခါရှင်ဘုရင်ကတင်ပြိုးတီအတိုင်းအလင်းမြတ်တွား၍အဝတ်တစာနှင့်မြင်းတော်ကိုယူပြီးလင်ယူဒအမျိုးသားနန်းတော်တကမူမော်ဒဂင်း၌ပြုလော။တင်ပြိုးသမျှတွင်တဆုံတစ်ခုမျှမလတ်စေနှင့်ဟု ဟာမအမိတော်မူ၏။ထောကဟာမဒီအဝတ်တဆာဒိုနေမြင်းတော်ကိုယူရမော်ဒဂေကိုဝတ်ဆင်စေပြီးလေမြင်းတော်ကိုစီးစေသဖြင့်မြို့တော်လမ်းမ၌ဆောင်းသွားလျက်ရှင်ပရင်ချင်းမြောက်ချင်းကအလိုတော်ရှိတော်သူ၌ဤတို့ပြုရသည်ဟုသူရှိမှကြေးကြို့ကြေးကြို့၏တို့ပြီမှမော်ဒဂေဒီနန်းတော်တကားတို့ပြန်လာ၏ဟာမမူကမြင်းတော်လျက်ခေါင်းကိုခြုံလျက် မိမိအိမ်တို့အလင်းအမြတ်သွားပြီလေမိမိနဲ့ဖြစ်လေတမြကိုမရဇရက်နဲ့အဆွေခင်ပူရှိတမြတို့အားကြားပြိုးလေ၏မရဇရက်နဲ့ဟာမအိအဆွေပညာရှိတို့ကလည်းကိုတော်ရှုံးစေကိုတော်ရှုံးစရှိတော်မရဂေဒီယူဒအမျိုးမှလင်ကိုတော်ဒီသူ့ကိုမနိုင်သူ့ရှိမှဤကအမရှုံးရမည်ဟုပြန်ပြောကြ၏သူတို့ပြောစဉ်တွင်နန်းတော်မင်းမဆိုးတို့ဤ လာ၍ဣတ္တပြင်စံတော်ပွေးတို့ဟာမကိုအလင်းမြောက်ခိုးသွားကြ၏ဣတ္တဥထုအခန်းကြီးခုနှစ်အခန်းငယ်တိတပန်ရှင်ပရင်နဲ့ဟာမဒီမိဖုရားဣတ္တနဲ့အတူစပိရဲ့တောက်အံ့တော်ကသွားကြ၏ဒုတိယနေ့ရ၌စပိရဲ့တောက်ပွေးခံစဉ်ရှင်ပရင်ကမိဖုရားဣတ္တတည်ဣတ္တတင်းဒီအဘေအလိုရှိတည်းနီအလိုရှိတည်းအတိုင်းငါပေးမိအဘေစုကိုတောင်းချင်တည်းနီ တောင်းတမြတ်ကိုနိုင်ငံတဝိတိုင်အောင်ငါပေးမည်ဟုမိတို့မူလင်မြေဖရာဣတ္တတာကအရှင်မင်းကြီးကျွန်တော်မကိုစိတ်နဲ့တွေ့တော်မူလေ၎င်းအလိုလိုရှိလေ၎င်းကျွန်တော်မအလိုအတိုင်းကျွန်တော်မအတက်နဲ့ကျွန်တော်မတောင်းပန်တဲ့အတိုင်းအမျိုးသားချင်းအတက်ကိုချမ်းသာပေးတော်မူပါကျွန်တော်မနဲ့ကျွန်တော်မအမျိုးသားချင်းတို့ကိုတပ်ဖြတ်တုတ်တင်ပေးရှင်းချင်းကရောင်းပါပြီ ုံယောက်ျားကျုံမိမဖြစ်သိခြင်းကရောင်းလိမ်ရန်သူတီရှင်ပင်အကျိုးနည်းခြင်းအတွေ့အဖိုးကိုပေးနိုင်တယ်လေကျွန်တော်မသိစိတ်စွာနေပါမည်ဟုလျှောက်လိမ်ရှင်ပင်အာရှူယုကလည်းသူတို့ပြုမည်ဟုကြံဝွန့်တော်သူကအဘိတုနီအဘိမရှိသည်နီဟုမိဖုရားဣတတာအမေးတော်မူလိမ်ဣတတာကရန်ဘက်ပြုတ်တော်ရန်သူတီ ေဆိုညတော်ဟာမန်ဖြစ်ပါ၏ဟုပြောတော်ဟာမန်ဒီရှင်ဘုရင်နဲ့မိဖုရားရှေ့မှာကြောက်ရွံ့ခြင်းတို့ရောက်လေ၏သူတို့ရှင်ဘုရင်ဒီအမျက်ထွက်တဲ့ပြည်စပီးရဲ့တောက်ပွေးမှာထ၍ဥယျာဉ်တော်တို့တွားတွားတော်မူ၏အပြည့်ပေးတော်မူမည်ဟုဟာမန်ဒီရိပ်မိ၍အသက်ချမ်းသာရမည်အကြောင်းမိဖုရားဣတတရှေ့မှာတောင်းပန်ခြင်းကထ၏ရှင်ဘုရင်ဒီဥယျာဉ်တော်မှာစပီးရဲ့တောက်ပွေးခံရာအရတ်တို့ ဝင်ပြတော့ခဣတတထိုင်တော်တာလူနာမှာဟာမာဒီပြုတ်ဝလျက်နေဒီကိုမြင်းလင်းဤတူဒီနတ်တော်၌ငါရှိမှညဖျားကိုအတမပြုရမည်လောဟုမိတ္တမုစင်တွင်အချံရတို့ဒီဟာမာဤမျက်နှာကိုဖုံးချ၏မင်းမဆိုးဟာမင်းမဆိုးဟာဘိုးနာကလည်းအရှိမင်းကြီးဤအကျိုးတော်ကိုစောင့်ရလျှောက်ထားသောမွန်တကေအဖို့ဟာမာလှုပ်၍အတောင်ငါးစင်မြင့်တော် လေဆွေးချတိုင်တွင်ဟာမအိ၌စိုက်ထားလျက်ရှိပါ၏ဟုနန်းတို့လျှောက်တော်ထူတာ၌လေဆွေးချစေဟု ရှင်ဘုရင်မိတော်မူ၏သူတို့မိုဒေကင်အဖို့လှုပ်တော်လေဆွေးချတာ၌ဟာမကိုဆွေးချကြ၏ရှင်ဘုရင်ကလည်းစစ်တော်ပြေတော်မူ၏ဣဒ္ဓနာဥထုအခန်းကြီးရှေ့အခန်းငယ်၈ထိုနေ့ချင်းတွင်ရှင်ဘုရင်အာရှုယုဒီယုဒမျိုးရဲ့ရန်တူဟာမအင်ကို မိဖုရားဣဒ္ဒတာအပေးတော်မူ၏ဣဒ္ဒတာဒီမုဒကိနေအဘေတို့ပေါ့ဖို့တော်မူဒီကိုဣဒ္ဒတာလျှောက်တဖြင့်မုဒကိဒီရှင်ပယိထာတို့ဝင်ရ၏ရှင်ပယိဒီလည်းဟာမလက်မနှုတ်တော်လက်စုတော်ကိုတဖန်ချွ၍မုဒကိအပေးတော်မူ၏ဣဒ္ဒတာလည်းဟာမအင်ကိုမုဒကိ၌အပ်လေ၏တဖာဣဒ္ဒတာဒီရှင်ပယိခြေတော်ရင်း၌ပြတ်ဝွေ၍ အာဃအမျိုးဟာမပြုတ်တော်အပြိယူရအမျိုးတစ်ဖက်၌ကြံစင်တော်အကြံစီကိုပေတော်မူမီအကြောင်းမြေကြလျက်တောင်းပန်လေ၏ရှင်ပယေဒီရှေယရှေယဇလန္တာကိုဣတိတတို့ကမ်းတော်မူသဖြင့်ဣတိတတိထား၍ရှင်ပယေရှိတော်၌ရက်လျက်အရှင်မင်းကြီးအလိုတော်ရှိ၍ကျွန်တော်မကိုစိတ်နှင့်တွေ့တော်မူလေ၎င်းကျွန်တော်မ အမှုဒီရှေ့တော်နဲ့လျော့ပ၍ကိုရိုဒီကျွန်တော်မကိုလည်းချစ်တော်မူလေ၎င်းနိုင်ငံတော်အတိုင်းတအပီပင်တို့၌ရှိတော်ယူဒလူတို့ကိုဖျက်ဆီးခြင်းကအာဃအမျိုးဟမေဒတ်တာဟမေဒတ်တာဟမေဒတ်တာဟာမစီရင်တော်စာကိုပေမည်အကြောင်းထား၍စာရေးစီတော်မူပါကျွန်တော်မအမျိုးအပေါင်း ကျွန်တော်မအမျိုးအပေါ်တို့ရောက်ရတော့ဘေးကို၎င်းကျွန်တော်မအမျိုးသားချင်းဖြစ်စည်းတော့အမှုကို၎င်းကျွန်တော်မဒီကြီးစုချင်းကအဘေတို့တတ်နိုင်ဗာအနီးဟုလျှောက်ဆို၏ရှင်ဘုရင်အာရှယုကလည်းဟာမန်ဒီယူဒလူတို့ကိုထိခိုက်ထိခိုက်တော့ကြောင်းသူ၏အင်ကိုမြေဖျားဣတတအာငါပေး၏ပြီးငါပေးပြီးသူတို့ကိုလည်းလေဆွေးချတာ၌ကုမြတ်စီပြီး တို့ရတွေရှင်ပရင်လက်စုနဲ့သစိတ်ခတ်တော်ရှင်ပရင်အမိတော်စာကိုအဘေတုံမြမပေရမပေရဒီဖြစ်၍စေရှိတဲ့အတန်းယူသားလိုတော်အဖို့အမိတော်စာကိုတဖန်ရေး၍လက်စုတို့နဲ့သစိတ်ခတ်ရမည်ဟုမြေဖရာဣဒတာနဲ့ယူသားလိုမော်ဒကဲတို့အားမိတော်မူ၏ထိုအခါဤဝအမည်ရှိတော်တတိယလ23ရက်နေ့တွင်စေရင်တို့ကြီးတို့သည်စေရင်တို့ကြီးတို့ကိုခေါ်၍ အိန္ဒိယပြည်မှကုရှက်ပြည်တိုင်အောင်ပိုင်းပြည်120ခုနှစ်ပြည်တို့၌ရှိတော်ယူဒလူကိုစားတော်မြင်အပင်ပြည်အုပ်တော်မြို့ကိုမြို့တကြီးတို့ကိုမရက်ခင်မာသားတီအတိုင်းယူဒဘာသာစကားမှစ၍လူအမျိုးမျိုးပြောတော်စကားအတီးအတီးအားဖြင့်ရှင်ဘုရင်အာရှုယုဤအမိတော်စာကိုရေး၍ရှင်ဘုရင်လက်စုတော်နှင့်တစိတ်ခတ်ပြီးမှမိလာ ကလအိုမင်းစီတော်စာပုလူလီတို့ဖြင့်ပေးလိုက်လေ၏အမေတော်စာချေဟုမူကအာဒာအမည်ရှိတော်ဒွာဒတတမလ33ရက်တနေ့ချင်းတွင်နိုင်ငံတော်အတိုင်းအတန်းအပီပီအမျိုးမျိုး၌ရှိတော်ယူဒလူတို့သည်စုဝေ၍မိမိတို့အသက်ကိုဆောင်ရတော်ခွင့်တိုက်လာတော်ပီတူစစ်သူရဲ့အပေါင်းတို့ကိုမိမတငင်နဲ့တကွာ တပ်ဖြတ်သူတင်ပေရှိ၍သူတို့ဥစ္စာကိုလူယူတင်းသူတို့ဥစ္စာကိုလူယူတင်းယူရတော့အခွင့်ကိုရှင်ပရင်ပေးတော်မူ၏ဤဝိကယုဒလူတို့သည်ထိုနှိမ့်ရတွင်ယန္တုတို့ကိုယတုယန္တုပြုဇေချင်းကအတိုင်းတိုင်းအပီပီ၌နေတော့လူအပေါင်းတို့အကြုံညာရတော့အမိတို့စာချက်ဖြစ်သည် ထိုအမိတို့စာကိုရှုရှာနန်းတို့၌ကြုံညာပြီးမှရှင်ပြေကြက်သေးစွာစီရင်တည်အတိုင်းစာပုလူလီတို့သည်အလင်းအမြန်ပြေးတော်ကြ၏မိုရဂေဒီလည်းမိမြောက်တစာတီးဟုတော့အဝုဖြူအပြာကိုဝတ်စင်လျက်ကြီးစွာသောရွှေတရဘူကိုဆောင်းလျက်ပိတ်ချိုးနှင့်မောင်းတော်အထေဖြစ်ပြူပြီးတော့ဝုလုံကိုခြုံလျက်ရှင်ဘရင်ထံတော်မှထွက်သွား၍ရှုရှံမြို့တော်တည်ဝမ်းမြောက်ရွှေလန်းချစ်တို့ရောက်လေ၏ ယူသားလူတို့ဒီလေတက်တာရွှင်လန်း၍ဝါမြောက်ချင်းအသိရင်ထူးလင်းချင်းတို့ရောက်ကြ၏ရှင်ပီအမိတို့စာရောက်လေသောအပိပီအမျိုးမျိုး၌ယူသားလူတို့တွင်ဝါမြောက်ရွှင်လန်းချင်းပွေးခံချင်းမင်္ဂလာနှင့်စောက်ချင်းကိုပြုတ်၍ဤတူပြတန်းအများတို့သည်ယူသားလူတို့ကိုကြောက်၍တို့ကြောင့်ယူဒဘာတာဝင်ကိုယူဒဘာတာကိုဝင်ကြ၏ဧဒရာဥထုအခန်းကြီးကိုအခန်းငယ်တိရှင်ပီအမိတို့အတိုင်း စီရင်ရသောအချင်းဤ၍ယူဒအမျိုး၏ယံသူတို့ကငါတို့နိုင်နိုင်ငါတို့နိုင်မည်ဟုမျိုးလင့်တို့နှင့် အမှုပြောင်းလေး၍ယူဒလူတို့သည်မနာလူတို့သူတို့ကိုနိုင်တို့နှင့်ရတီးဟုတော့အာဒာမီတော်အာဒာမီတော်ဒွာဒတမလဒွာတတမလအာဒာမီတော်ဒွာတတမလ33ရင်းနှစ်တွင် ရှင်ဘုရင်အာရှုယုဤနိုင်ငံတို့သည်နိုင်ငံနိုင်ငံတို့အပိပိအမျိုးမျိုး၌နေတော်ယူဒလူတို့သည်ညီးဆဲလူတို့တို့ကိုစီတရှင်းကစုဝေကြ၏ပြည်သူပြည်သားအပေါင်းတို့သည်ကြောက်ရွံ့တို့ကြောင့်အဘေတူမြယံမပြုတ်ဘဲဘယ်နေကြ၏အဘေပြည်ကိုအုပ်ဆိုးတော်မြင်ကိုစားတော်မြင်မြို့ကိုမြင်အမှုတော်ဆောင်အရာရှိအပေါင်းတို့သည်မရဂေးကိုကြောက်ရွံ့တို့ကြောင့်ယူဒလူတို့ကိုမဆကြ၏ အကြောင်းမူကားမိုရဂေဒီနန်းတို့တွင်ဘူးချင်းလျက်အတိုင်းတအပီပင်၌တည်င်းနှံ့ပြား၍တနေ့ထက်တနေ့ကြီးမိရာသို့ရောက်သည်ဖိုနေ့တွင်ယူတလူတို့သည်ရန်သူအပေါင်းတို့ကိုဒါနှင့်လှုပ်ချက်တက်ဖြက်ဒါနှင့်လှုပ်ချက်တက်ဖြက်ဖြစ်စည်း၍မနာလူတို့တို့တိုင်းပြုချင်သည်မြပြုကြ၏ရှုရှာမြို့တို့၌လူ900တို့ကိုလှုပ်ချက်တက်ဖြက်ကြ၏ယူရအမျိုးအိရန်သူဟမင်း ဒါဟမေဒါတတာဖြစ်တော်ဟာမဤတာတချိတ်ကြီးဟူတော်ပါရှဏဒတလဖုံအာတပါဒပောရဒအဒလိအရိဒတပါမရှဒပါမရှဒအရိဒေအရိဒေဝါဇိဇာတတို့ကလည်းတတ်ကြ၏တို့ရသည်သူသူတို့ဥစ္စာကိုမသိမယူဘဲနေကြ၏ ထိုနေ့၌ရှုရမြို့တို့တွင်တေရိုးသူစင်းကိုရှင်ဘုရင်ရှိတော်မှာပြကြ၏ရှင်ဘုရင်သည်မြစ်ဖျားဣတတကိုခို၍ယူဒလူတို့သည်ရှုရမြို့တို့၌ဟာမာတာတကျစ်နှင့်တကွလူ900တို့ကိုလုံချံတပြတ်ကြ၏နိုင်ငံတို့သည်အခြားတို့အပိပိတို့၌အဘေတို့ပြူကြပြီနီတင်းဒီအဘေတို့အဘေအလိုရှိသည်နီအလိုရှိသည့်အတန်းငါပြုတ်မီအဘေစုကိုတောင်းချစ်သည်နီ တောင်းချစ်သမျှကိုငါပေးမည်ဟုမိတ်တော်မူလင်ဣတိတကအရှင်မင်းကြီးအလိုလိုရှိလင်ရှုရှာမျိုး၌ရှိတော်ယူဒလူတို့သည်ယနေ့အမိတ်တော်အတိုင်းနှိပ်ဖြာနေ၌လင်ပြုရမည်အကြောင်းဟာမတာတချိတ်တို့ကိုလည်းလေဆွေချတာ၌ဆွေထားရမည်အကြောင်းအမိတ်တော်ရှိတော်မူပါဟုရှောက်ဒီအတိုင်းရှင်ဘုရင်မိတ်တော်မူ၍ရှုရှာနာတော်၌အမိတ်တော်ကိုထုတ်ပြန်ပြီးမှဟာမတာတချိတ်ကိုဆွေထားကြ၏ ရှုရှာမြို့၌ရှိတော်ယူဒလူတို့ဒီလည်းအာဒလတ်၁၄ရင်းနှစ်တွင်စုဝေ၍ရှုရှာမြို့သား၃၀၀လို့ကိုတတ်ကြ၏တို့ရတွင်သူတို့ဥစ္စာကိုမသိမယုံဘဲနေကြ၏နိုင်ငံတော်အတိုင်းတိုင်းအပြည်ပြည်၌ရှိတော်ယူဒလူအခြားတို့ဒီအာဒလတ်၁၃ရင်းနှစ်တွင်မိမိတို့အသက်ကိုစောင့်ရက်ရန်သူတို့လက်တို့ရန်သူတို့လက်တို့မရောက်ဘဲချမ်းသာရမြအကြောင်း စုဝေး၍ရန်သူခုနတောင်း9000တို့ကိုတတ်ကြ၏တို့ရတွင်သူတို့ဥစ္စာကိုမသိမယူဘဲနေကြ၏ထိုလ14ရင်းနှစ်တွင်ညီဥစွာနေ၍ဝေးခံရနှင့်ပျို့မွေ့ရနှင့်ဖြစ်သည့်ချင်းကစောက်လျှောက်ကြ၏ရှုရှာမြို့၌ရှိတော့ယူဒလူများဟုမူကားယူဒလူများမူကား33ရင်းနှစ်တွင်34ရင်းနှစ်တွင်စုဝေးကြ၏ 14 3ရင်းနေနဲ့14ရင်းနေတွင်စုဝေးကြ၏35ရင်းမြောက်တော့အခါညီဥစွာနေ၍ပွေးခံရနှင့်ပြုံမှုရနှင့်ဖြစ်စေခြင်းကစောင့်ရှောက်ကြ၏မြို့ရိုးမရှိတော့ရွာတို့၌နေတော့ယူသားလူတို့ဒီလေအဒလ14ရင်းနေကိုပြုံမှုစွာပွေးခံရနှင့်မင်္ဂလာနှင့်တယောက်ကိုတယောက်လက်ဆောင်ပေးလိုက်ရနှင့်ဖြစ်စေကြ၏တဖာမိုတကေဒီ ဤအမှုအရာတို့ကိုရေးထား၏ယူဒလူတို့သည်ယံသူလေးမှလူရဲ့ချမ်းသာရတော်နှင့်သူတို့ဝမ်းဝမ်းနေခြင်းနဲ့မိသားချင်းပျောက်၍ဝမ်းမြောက်ခြင်းနဲ့ပြိုမွင့်ခြင်းတို့ရောက်တော်လာတီးဟုတော်အဒလ34ရက်နှင့်34ရက်နှင့်35ရက်နှင့်တို့တွင်35ရက်နှင့်တို့ကိုမိတိုင်းဆောက်၍ဝေးခံရနှင့်ပြိုမွင့်ရနှင့် တယောက်ကိုတယောက်လစ်ဆောင်ပေးလိုက်၍စီရောသူတို့အားစုကြည်ရနှင့်ဖြစ်စေသောသုံးဆောင်ကိုစင်ရင်ချင်းကရှင်ဘီအာရှူယုနိုင်ငံတော်အပိပိ၌အနည်းအဝေးရှိသောယူဒလူအပေါင်းတို့နေရာကိုလို့မာစာကိုပေးလိုက်လေ၏ယူဒလူတို့ဒီလေပြုစပြုစရှိ၍မိုရက်ကေမာလိုက်ဒီအတိုင်းအမည်ပြုပါမည်ဟုဝန်ခံကြ၏ယူဒလူအပေါင်းတို့၏ရန်သူဖြစ်တော် အာခအမျိုးဟာမေတတတာဟာမဒီယုဒအမျိုးကိုဖျက်ဆီးမြင်အကြံရှိ၍ဖျက်ဆီးပေရှင်းခြင်းကပူရစရင်တန်ချတို့ကြောင့်၎င်းဧဒတာတိရှင်ပရင်ထံတို့ဝင်၍ယုဒလူတို့တစ်ဖက်၌ဟာမကြက်စေသောအဓမ္မအကြံကိုသူဤကောင်းပေါ်တို့ပြန်ရောက်စေမည်အကြောင်းသူနှင့်သူ၏သားတို့ကို၎င်းသူ၏သူနှင့်သူ၏သားတို့ကိုလည်းလေဆွေးချတဲ့နှင့်ဆွေးထားစေမည်အကြောင်း ်အမိတို့စာကိုပေးတော်မူသည့်ဖြစ်၍၎င်းပူရဟုသောစကားကိုအဆွေပြုတ်သည်ဖြင့်အဆွေပြုတ်သည်ဖြင့်ထိုနေ့ကိုပူရနေ့ဟု၍ခေါ်ဝင်ကြ၏အမိတို့စာချင်းနှင့်ကိုယ်တိုင်တွေ့မိသောအမှုကိုထောက်လျက်ယူသားလူတို့သည်ကိုယ်တိုင်မှစ၍တားမြင့်ဘာသာဝေတို့အပေါင်းတို့နှင့်တကွမုဒက်ဂင်းမုဒက်ဂင်းမှာစာရိုင်း၌စင်ရဲ့ထုံးဖွဲ့သည့်အတိုင်းထိုနေ့နေရီကိုနေ့တိုင်းအစီမပြတ်စောင့်မြအကြောင်း ထိုပူရနေတုတီယူဒအမျိုးနဲ့မပြောက်သားစဉ်မြင်းဆက်တုတီမမိမလျောက်အပီပီအမျိုးမျိုးနဲ့နေတော့အဆွေအမျိုးအတိတိအစဉ်အဆက်တို့တီအောက်မဲ့စောက်ရှောက်မိအကြောင်းဝခံကြ၏ဒုဝခအဘိဟေလသမီးမိဖုရားဣတတာနဲ့ယူဒအမျိုးမတော်ကဲတို့တီပူရနေတို့ကိုမြင်းမြန်မြင်းမြန်စွာတည်စေခြင်းကကြက်သေးစွာအာနာထားခဲ့မာစာကိုတဖန်ရေးထားကြ၏ ယုဒအမျိုးသားမုဒကင်းနဲ့မြင်းဖျားအေတမြင်းဖျားအေတတာမမာထား၍ယုဒလူတို့ဒီကိုအဖို့နဲ့တားစီမြင်းဆက်အဖို့စီရင်ဒီအတိုင်းချင်းချက်တော့အချိန်၌အစာရှောင်ချင်းစုတောင်းချင်းနဲ့တကွပူရနေတို့ကိုအမြင်စောင့်သိချင်းကအာရှီယုနိုင်ငံတွင်တိုင်းပြည်120ခုနှစ်ပြည်ရှိတိုင်းပြည်120ခုနှစ်ပြည်၌ရှိတော့ ယူတလိုအပေါင်းတို့နေရတို့ညီတက်စီချင်းနေညီတက်စီတော့တိဆာစကားနဲ့ထိုမာစာကိုမတကယ်ပေးလိုက်လေဣတရာစင်ရတော့အဖိပူရာနှစ်တို့ကိုစောက်ရထိုးစံတည်အမြင့်တည်၍ဧစာ၌ရေးထားလျက်ရှိသည်ဣတရာဥဣတရာဥထိုအခန်းကြီးတစ်စေအခန်းငယ်တိရှင်ဘုရားအရှိယတည်မြေကြီးပေါ်၌၎င်းပြည်လေတွေရှိတော့ကျူးတို့ပေါ်၌၎င်းငွေတို့ ခွေးချောင်းအစရှိတော့အာနာတကူနဲ့အနာတကူတို့နဲ့စင်ရင်တမြတ်တော့အမှုရံများနဲ့တကွချီးမြောက်တော်မူချင်းကိုခံရတော့မော်ဒဂဲဤဘုံတကူထင်ရှားတော့အချင်းရတော့ဒီမိတိပေရတိရာဇဝေတို့၌ရေးထားလျက်ရှိ၏ယူဒမျိုးသားမော်ဒဂဲဒီရှင်ပီအာရှိယုအောင်း၌အမျက်ဆုံးသောအရာကိုရ၍ယူဒလူတို့တွင်ဘုံချီ၏ မိမိအမျိုး၏အကျိုးစီးပွားကိုပြုစုလျက်အမျိုးသားချင်းအပေါင်းတို့အားမင်္ဂလာစကားကိုတပြိုးလျက်မိမိအမျိုးသားချင်းအပေါင်းတို့တွင်မျက်နှာရတော်သူဖြစ်သည်